အဲ့ဒီအတိုင်းပုံဖက်၅ခုလုံးပြအောင်ထိုးသွားမယ်နော်ဒါလေးကနောက်ဆုံးပုံဖက်ကလေး၅ခုမြောက်ပုံဖက်ကလေးကိုထိုးနေရမယ်နော်ဒါဆိုရင်တော့ဒီပုံဖက်ကလေး၅ခုပြီးတော့ပါပြီဒီမှာပါဒီလိုလေးရပါတယ် လိုပုံဖက်ကလေး၅ခုပြီးသွားပြီဆိုရင်တော့အဲ့ပုံဖက်ကလေးတွေကိုကွေးကွေးလေးမနေပဲဒီလိုပြန်ပြန်လေးတွေဖြစ်နေအောင်မလုပ်ပေးမလဲဆိုတော့အလဲမှာအချက်ကလေးထပ်ပြီးတော့ထည့်ပေးမယ်အဲ့ဒါကကြတော့ဒီအယောင်အနုလေးကိုအဝါအနုလေးကိုသုံးပေးထားရနော်ဒီလိုလေးထည့်မလဲဆိုတော့တကယ်ငူပါဘမ်းမှာပါတယ်လို့ဒီလိုမျိုးတိတိလေးတွေထည့်ပေးမယ်အညာတိတိလေးတွေထည့်ပေးမယ်နော်ပုံဖက်ရဲ့အရင်မှာဒီလို့ ัญญาติลีไปคนแพทย์ตะคูนัชชีเทไปไหม ီလိုဝါနူလေးနဲ့ဒီလိုလိုက်လိုက်တဲ့ခါမှာတော့ဖွင့်ဖက်ကလေးကပြန်ပြန်လေးဖြစ်သွားတယ်နော်အဲ့ဒါပြီးတော့ဒီမှာဒီဝတ်ဆံလေးတွေထည့်ပေးမယ်ဒီအစိမ်းအောင်လေးထည့်ပေးမယ်အဲ့ဒါဆိုရင်ငူကပန်းလေးပြီးသွားပြီဒီအစိမ်းလေးကိုကြာတော့တစ်ချောင်းလုံးနဲ့ထိုးပြီးတော့ထည့်ထားပါနော်ဒါလေးကတစ်ချောင်းလုံးနဲ့ထိုးထားတာပါဆမ်မီကိုခုကြည့်မယ်1 2 3 4 ຈາຄຸນຊີກູກູຈິບີດໍຈິສາມີຕະຄູຈໍມາຊຽກກໍກໍແມ່ Okay. ားလုံးချက်ခေါ်ပါနော်ချောနေချက်ချက်ကိုရှိခွရပြီဆိုရင်ဆုံးတက်လိုက်မယ်ပြီးတော့စထိုးတဲ့အချိန်မှာဒီလိုခြေချောင်းလေးခြံခဲ့မှာဘာကြောင့်လဲဆိုတော့တွဲပြီးတော့ခြေကျင်လို့ဒီရှိတဲ့ချောင်းကိုအရင်ဆုံးတက်ပြရမယ် ပြီးတော့ဒီတူတဲ့ချောင်းလေးကိုပြန်တွဲမယ်။ ဒီလိုဟန်ချက်ညီညီတွဲပြီးပြီဆိုရင်ဒီနောက်ဘက်မှာခြီးပေးရမယ်အချက်အချက်၃ချက်လောက်ခြီးလိုက်မယ်၃ချက်လောက်ခြီးပြီးရင်အဲ့ဒီအစိမ်းအောင်လေးကိုအချက်လောက်ဖိပေးမယ်ဒီအရင်လေးမှာအချက်လောက်ထပ်ဖိပေးမယ်ဒီမှာတစ်ချက်ဖြည့်မယ် လိုလေးဖြစ်လာမယ်အဲ့ဒါဆိုလို့ရှိရင်ဒါကတခြားဘက်တွေကိုမကွေးတော့ဘူးသူ့ဘာသာသူဒန်လေးပဲနေရနော်ဒီလိုလေးပါပြီးတော့တခြားဝတ်ဆံလေးချိန်မယ်ခြေသိမ်းရင်တော့ဒီလိုလေးပဲတင်လိုက်လို့ရတယ်တခြားဝတ်ဆံလေးတွေကကျတော့လိမ္မော်ရောင်ကိုရောင်စုံလေးတွေတုံးထားတယ်အရောင်းဆုံးမရှိဘူးဆိုလို့ရှိရင်လည်းရှိတဲ့ခြေထုံးရရပါရဲ့နော်အဲ့မှာဒီခေတ်ကထုံးလေးရရဖို့အတွက်ကကြာတော့ဒီတန်းလေးပဲအခြေထုံးတို့လို့ထုံးလိုက်တယ်အစမထွက်အောင်ထုံးလိုက်တယ် အနော်ဒါလေးအစမထွက်ပါဘူးเนาะအစမထွက်အောင်ထုံးနေထုံးပြီးတော့ကိုလိုတလောက်ရှိနေခြံမဲဒီမှာကိုလိုတလောက်ရှိခြံပြီးတော့ဒီနောက်ဘက်မှာချီပြီးမယ်ဆိုလို့ရှိရင်တခုပြီးသွားပြီနောက်တစ်ခုကလည်း ီလိုပဲချီမထွက်အောင်ထုံးပြီးတော့ဘလိုတလောက်ရှိချင်မယ်ဒီနောက်ကမှချီမယ်နောက်ဘက်မှချီရဲ့ခါမှာတော့ဒါလေးတွေကိုဂရုစိုက်ပြီးတော့ထိမ့်ပြီးတော့ချီရမယ်မဟုတ်ရင်ဒါအထက်ဝင်သွားမှာနော်ပြီးတော့နောက်တစ်ခေါက်ထုံးမယ်နည်းနည်းလေးအစထွက်နေတယ်ဆိုလို့ရှိရင်အဲ့ဒါလေးကိုဖြတ်ချမ်းမယ် တည်ချာပြီးမထွက်အောင်ထုံးထားမယ်ဒါဆိုလို့ရှိရင်ဝဆန်က3ခုရပြီ4ခုပဲထည့်မယ် ူလို့တလောက်ရှိချမ်းမယ်နောက်ပဲမှာရှိမယ်ဒါဆိုလို့ရှင်တော့လိုချင်တဲ့မူအမှန်လေးရပါပြီနော်ပြီးတော့ဒီမှာဒီအခိုင်းအဖူးကအဖူးကညာလေးတွေလိုက်ထည့်ပေးမယ် ခုကညာကိုကြတော့ဆင်းရောင်နဲ့ထည့်ပေးမယ်ဆင်းရောင်ကကိုထည့်တဲ့အစင်းကိုသုံးလိုက်ရတယ် ရေညှိစင်အဲပန်းထိုးကြီးတစ်ချောင်းလေးကိုသုံးထားရနော်ရေညှိနေအောင်ပန်းထိုးကြီးတစ်ချောင်းလေးကိုပဲသုံးထားတယ်တစ်ချောင်းကနည်းနည်းတော့သေးတယ်နှစ်ချောင်းတော့သုံးလို့ရှင်ပို့ပြီးတော့လာမယ်ထင်တယ်ဒီဘက်ကကျတော့နှစ်ချောင်းပေါ့နော် တမ်းမွန်လေးတွေမှာဆိုလို့ရှိရင်အညာလေးတွေရှိမယ်အဲ့ဒီအညာလေးတွေလိုက်ထည့်ပေးမယ်ဒါဆိုရင်တော့အဖူရဲ့အညာလေးတွေပြီးသွားပြီနောက်ဆုံးကျန်နေတာကဒီအဖူအကြီးလေးတွေမှာစင်းအောင်လေးတွေထည့်ပြီးတော့လိုက်ပေးမယ်အဲ့တော့ပန်းထုတ်ချင်မခွဲပဲနဲ့လိုက်ထုတ်ပေးထားတာပါနော် အဖူးအသေးလေးတွေကြတော့မထည့်တော့ကြီးတဲ့ဖူးလေးတွေပဲထည့်ပြလိုက်တော့မနော် လေးရပါပြီဒါဆိုရင်အဖူနဲ့ရိုးတန်လေးတွေနဲ့အညာလေးနဲ့ပြီးသွားပြီဆိုတော့ဒီခန်းကြီးပဲကျန်တော့လေအဲ့ခန်းကြီးထိုးပြပေးမယ်နော်အဲ့တော့ဒီချီအညိုရောင်လေးကိုတုံးပေးထားတယ်ဒီမှာကဒီချီအညိုရောင်လေးပါအညိုအနုအရင်ချိန်တာတုံးလို့ရတယ်အစိမ်းအရင်ရောင်ဆိုလို့ရှိရင်လည်းလာတယ် ူကကျတော့မောင်းပြန်နီးနေပဲဒီတိုင်းလေးထိုးသွားတယ်အဲ့နီးနေပဲပြန်ထိုးသွားမှာပါနော် ဒီမှာအယိုးလေးပြီးသွားပါပြီနော်ဆိုရင်တော့ငူဝပန်းခိုင်လေးအားလုံးပြီးတော့ပါပြီ။အမလီရနေနေလေးအယောင်အဝါနဲ့နေရင်တော့ရတယ်။